ပါကစ္စတန်ရဲ့မြို့တော်အစ္စလာမဘတ်မှာအသေးခံဘုံးခွဲမှုတစ်ခုဖြစ်ပွားပြီးလူ၁၂ယောက်သေဆုံးခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာ၁၇ရက်နေ့ကတရားရုံးတစ်ခုရဲ့ရှေ့မှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုမှာ၁၂ယောက်သေဆုံးပြီး28ယောက်ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ပြည်ထရေးဝန်ကြီးမိုဆင်နာဗီကပြောပါတယ်။ဘုံးသမားကတရားရုံးထဲကိုဝင်ရောက်ဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့နောက်အပြင်ဘက်မှာဖောက်ခွဲခဲ့တာဖြစ်တယ်လို့နာဗီကဆိုပါတယ်။လလောဆယ်မှာတော့ရဲတွေဦးစားပေးလှုပ်ဆောင်နေတာက အသေးခံဘုံသမဘယ်သူဖြစ်တယ်ဆိုတာအဖြေရှာဖို့ဖြစ်တယ်လို့သူကပြောကြားထားပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဗတ်ရှရစ်ကတော့ဒီတက်ခတ်မှုဟာခါးသီးပြိုင်ဘက်အိန္ဒိယအစိုးရကတက်တက်ကြွကြွအထောက်ခံပေးနေတဲ့အစွန်ရအဖွဲ့အစည်းတွေကျွလွန်တာဖြစ်တယ်လို့စွပ်စွဲခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယကိုယ်တိုင်ကလည်းလက်တလုံးမှာအကြမ်းဖက်မှုလို့ယူဆရတဲ့ပောက်ကွဲမှုတစ်ခုနဲ့ကြုံတွေ့ထားရပါတယ်။နိုဝင်ဘာ10ရက်ညနေပိုင်းတုန်းကဒေလီမြို့တော်ရဲ့ခံတပ်နေရှေးဟောင်းအဆောက်အုံကြီးအနားမှာ ကားတစီးပောက်ကွဲမှုကြောင့်73ရောက်ထပ်မနေတိုက်ဆုံးခဲ့ပြီးအထိဖြစ်စဉ်ကိုအိန္ဒိယအကြမ်းဖက်နှင်းနှင်းရဲ့အဖွဲ့ကပါပါဝင်စုံစမ်းနေပါတယ်။ဒါပေမဲ့ဒီကိစ္စကိုအကြမ်းဖက်တက်ခိုက်မှုလို့တော့အိန္ဒိယကတက်အပ်မဆုံးဖြတ်သေးပါဘူး။အစ္စလာမဘက်ကအသေးခံဘုံခွဲမှုဟာအိန္ဒိယနဲ့အဆက်နွယ်မှုရှိနိုင်တယ်ဆိုတဲ့ပါကစ္စတန်ဘက်ကစစ်ဆဲချက်ကိုအိန္ဒိယအစိုးရပြောရေးဆိုခွင့်ရအရာရှိတဦးကတော့အတိအလင်းငင်းဆန်ပစ်ချသွားခဲ့ပါတယ်။ဒီစကားတွေဟာအခြေအမြစ်ကင်းမဲ့ပြီးရုတ်တရက်ကင်းမဲ့လွန်တယ်လို့အဲ့ဒီအရာရှိကဆိုရပါဘူး။ ပါကစ္စတန်ဝန်ကြီးချုပ်ယုံကရှပရစ်ရဲ့ကြေညာချက်ကိုထုတ်ပြန်ရမှာတော့အိန္ဒိယရဲ့လက်ဝေခံအကြမ်းဖက်အဖွဲ့တွေကလက်နက်မဲ့ပါကစ္စတန်ပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်ခဲ့တာကိုရှုတ်ချတယ်လို့ဖော်ပြပါရှိခဲ့ပါတယ်။ပါကစ္စတန်တာလီဘန်အဖွဲ့ကနေခွဲထွက်ခဲ့တဲ့ဂျူမတ်ဦးအာရာအဖွဲ့ကတော့အထိအသေးခံဘုံခွဲမှုဟာသူတို့လက်ချက်ဖြစ်တယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့ပါကစ္စတန်အာဏာပိုင်တွေကတော့အထိကိစ္စကိုအတည်ပြုမထားပါဘူး။တစ်ဖက်မှာတော့ပါကစ္စတန်တာလီဘန်တွေက ဒီတက်ခတ်မှုဟာသူတို့နဲ့မပတ်သက်ဘူးလို့သတင်းဌာနတချို့စီဆက်သွယ်အတိပေးထားပါတယ်။အစ္စလာမဘတ်မှာအသေးခံဘုံခွဲတက်ခတ်မှုဖြစ်စဉ်မျိုးကတော့ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာတော့တော်တော်ကြီးရှားပါးခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဘုံသမားကတရားရုံးထဲဝင်ဖို့အချိန်လေးကို15မိနစ်လောက်စောင့်ကြည့်နေခဲ့ပြီးနောက်ဆုံးမှာတော့အပြင်မှာရွက်ထားတဲ့ရဲကားတစ်စီးနောက်ကတ်သွားပြီးဖောက်ခွဲခဲ့တာလို့သိရပါတယ်။အခုဖြစ်ရမတန်ခင်အစ္စလာမဘတ်မှာနောက်ဆုံးအသေးခံဘုံခွဲမှုကလွန်ခဲ့တဲ့၃နှစ်မှာဖြစ်ပွားခဲ့ပြီး ရက်တရောက်တိုက်ဆုံးခဲ့တယ်လို့နောက်ထပ်တရားရသူတွေလည်းရှိခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေအတွင်းပါကစ္စတန်ရဲ့တခြားမျိုးတွေမှာအသေးခံဘုံခွဲမှုတွေရှိခဲ့ပေမဲ့အစ္စလာမ်ဘက်မှာတော့အခုလိုပြန်ပြီးကြုံလာရတာလို့လည်းသိရပါတယ်ရှင်။